လိုက်တာ layer base ညာဘက်က emitter ပေါ့နော် CVE ပေါ့ဗျာနော်အတူကောက် transistor ရဲ့ base နဲ့1 kilo ohm လေးနဲ့ဆက်လိုက်တာဖြစ်ပါတယ်ပြင်ဆက်ပုံဆက်နီးကတော့ကျွန်တော်တို့ဒီ transistor ရဲ့11 base နဲ့ diode ရဲ့အနှုတ်ပေါ့နော်နောက်တစ်ခါခဲတူမှာကကျွန်တော်တို့ဒီ transistor ရဲ့နော် emitter ပေါ့နော် emitter နဲ့ diode ရဲ့အပေါင်းနဲ့ဆက်ပါတယ်1 kilo ohm လေးနဲ့ဒါ LED ရဲ့အပေါင်းနဲ့နော် နောက်တစ်ခါထား transistor ရဲ့ collider နဲ့ LED ရဲ့နှုတ်ပေါ့နော် USB ရဲ့အပေါင်းက1 kilo only နဲ့ပေါ့နော်ခဏက LED အပေါင်းဆက်တဲ့နေရာပေါ့ဗျာ USB ရဲ့နှုတ်ကိုကြတော့ကျွန်တော်တို့ခဏကဒီ transistor ရဲ့ base ပေါ့နော်အဘတူအပောင်းအနီရောင်ရိုးကခဏက 1k ပေါ့နော်အားလုံးအနီရောင်ရိုးတွေစုံတဲ့နေရာပေါ့နော်ဘက်ထရီရဲ့နှုတ်ကပဲသွားဆက်မလဲဆိုရင်ခဏက transistor ရဲ့ emitter ပါနော်ညာဘက်အစွန်ဆုံးက ဒါတော့မီးမလာတဲ့အချိန်ကြီးအများအားလင်းနေမှာပေါ့နော်။ဒါဖုန်းဒက်တာလေးကျွန်တော်ဆန့်ကြည့်ပါမယ်နော်။တက်ပါဝါဖွင့်လိုက်မယ်နော်။ဒါမီးလာပြီ။မီးလာပြီဆိုရင်မှိတ်သွားမှာပေါ့နော်။မီးလာရင်မှိတ်သွားမယ်။ချက်ချင်းလုံးနေမှာပေါ့နော်။ဒါကဲကိုလည်းအားသွင်းနေမယ်။ခါကမီးပြက်ကြည့်မယ်ပေါ့နော်။ဒါမီးပြက်သွားရင်အလိုလိုထလင်းတာပေါ့နော်။အဲဆိုရင်စက်ကက်ကလည်းရိုးရှင်းပါတယ်အလုံးလုံးပုံကလည်းဒါရိုးရိုးရှင်းရှင်းလေးပါပဲ။